ားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြဆွလိုက်ပါတယ်ဒီနေ့မှာတော့ဆိုင်းဆရာမခင်ခင်သူရေးသားထားတဲ့ຫນွေအလွမ်းဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ຫນွေအလွမ်းရွာဝရဲကျွေလူသည်ຫນွေဦးတို့ရောက်တိုင်းအညာကရွာကလေးကိုဇမတတိယမိနေမြဲဖြစ်ပါသည် အထူးတဖြင့်ဒီနှစ်မှာຫນွေဦးကစောသည်ထင်ဇမစိတ်ထဲထင်တာလဲဖြစ်နိုင်ပါသည် ဖေဖော်ဝါရီလထဲမှာပင်ကျမတို့တိုက်တန်းရှည်ရှည်လက်ပံပင်ကြီး အဖူးနီနီကလေးတွေပြနေလိမ့်ပြီ။နှွေဤထုံသောရနံမပြင်းမဆူသေးတော်လဲကျမ၏အာယုံမှာတော့နှွေနှန်းတို့လှိုင်းလှိုင်းထားလို့လာနေသည်။တာယိုလန်းပေါ်ကားတစ်စင်းဖြတ်မောင်းသွားတိုင်းတာယိုကြီးစီမှာဖုံငွေတွေတောမီကြီးလောင်တလို့အခိုးတွေထထွက်တတ်ဒီကိုကျမငေးမောကြည့်နေမိပါသည် ကားတွေကမစုံနိုင်တော့ဖုန်ကိုတွေကလည်းမစုံနိုင်ခက်လန်လန်ရှိကာနာတစ်တော်အုတ်ကလေးဒီပင်ရော်ရွက်တို့ဖြစ်သွေးချောင်းနေသည်ကျမငယ်စဉ်ကဆိုလင်ဒီလိုຫນွေဥရောက်တိုင်းရွာကိုကစုံစား၍ပြန်လေရှိပါသည်တမောလုံးတဆောင်လုံးចောင်းစာများဖြင့်နပန်းလုံးခဲရလေသည်မຫນွေကိုရောက်တိုင်းအတိုးချကဆော့ကစားခဲရသည်ຫນွေဥចောင်းပိတ်ချိန်ဘွားរីကို မနစ်တနစ်ကလိုပြန်လဲမြင်ရောက်လာမိတတ်သည်။နှွေကိုကျမတို့ပိုင်ဆိုင်သည်။နှွေသည်ကျမအဖို့အပျော်ရွှင်ရဆုံးရသည့်အဖြစ်သတ်မှတ်ရသည်။နှွေ၏တရုတ်သည်ကျမနှလုံးသားကိုဆွဲကင်လှုပ်ရမ်းနိုင်စွာလှပါသည်။အထူးသဖြင့်လွတ်လပ်ကျပြန်သောခြေလက်၏ရင်ခွင်တွင်ကျမသမီးတည်းအနားယူရသောကြောင့်ຫນွေကိုကျမချစ်တာလည်းဖြစ်နိုင်ပါ၏။ ကျမတို့ရွာကလေးဒီအေရရမြကန်ပေးမှာဆိုတော့မြေရဲ့ကြီးချင်းရေကြီးခါတွင် ရေဝင်ရွာကလေးဖြစ်ပါသည်တရင်ကျွလာမြေရေရရှောကြသည်နှင့်ထုံရက်ဆိုင်ပြိုထားကြသောတီးနံပေါ်ချိန်တွင်တဆောင်းလုံးမြေတွင်မှတိတ်တိတ်ကလေးကြိတ်တီးနေကြသောခိုအောင်ထားသည်မြေဘဲဥကလေးများကိုဖော်ကြပြီးမြေတီးချွေတီးတွင် တင်းမောစိမ့်မရွာတို့အလားလမ်းတလန်းလုံးစိမ့်ညွတ်နေတော့မြေပဲခင်ခက်ခဲတတဲမဲမဲကြီးတွေက ကျမကိုစီးကြတမြဲဖြစ်ပါသည်မြေပဲဆိုင်တော့ရွာကွက်မြေတွေက ရွာအပြင်မှာရှိသည် ရွာအပြင်မှာဆိုတော့လဲမဝေးလာပဲရွာနှစ်တစ်ဆက်ထင်းဖြစ်ပါသည်ဒီလိုတစ်ဆက်တနံဆိုင်ခင်းတွေကို ကျမတို့စီက တောဟုခေါ်ကြသည် တောအလုတ်ဝင်သည်တောအလုတ်သွားသည် တောအလုတ်သိမ့်ပြီးစသည်ဖြင့်တုံတက်ကြသည်တင်းနံသိမ့်ချိန်အခုလိုနွေရသည်ဆိုလင်လင်းချက်မတွန်မီကပင်ရွာကလေးကတလှုပ်လှုပ်ဖြစ်နေပြီတယောက်ပြီးတယောက်တကြောကြောခေါ်ထူးတန်တွင်တဘူးဘူးတပဲပဲနွားအော်တန်တွင်တကြောင်ကြောင်တီအီလှဲမြီတန်တွင်နှင့်တရွာလုံးညံလုံးနေသည် မောလင်းလင်တော်ကြီးဆောင်စက်နေအဖိုးအဖွားများနဲ့ကလေးငယ်များမှလွယ်၍ရွာထဲမှလူမကြံတော့သလောက်ခြောက်ကန်နေတတ်ပါသည်တောထဲကမြေပဲခင်းတွေတဲလူတွေဖွဲ့ဖွဲ့လုံးတောထဲမြေပဲခင်းတွေမှာကို့တာနှစ်ကိုငန်းတိုက်၍ဂုံဂုံယုံယုံမြေပဲနှုတ်နေကြတော့လူတွေအခင်းတိုင်းလိုလိုမှပြင်နေသည်မြေပဲပင်များကိုနှုတ်ပြီးပုံထားသော အသီးဥတွေတန်လန်းမြေပဲပင်ပုံကြီးမှာ တောင်ပေါ်မောင်မောင်ကျင်းနှင့်တူသည်မြေပဲရွက်စိမ့်စိမ့်မဲမဲတွေအောက်ကအမြင့်ဖွာဖွာမှဥကလေးတွေကတွဲလောင်းကြနေတတ်သည်မြေပဲပင်များနှုတ်ပြီးမှမြေပဲပုံးသားမှပဲ အရိပ်အမိုးထိုးကမြေပဲဆွကြရသည် တချို့ကလည်းမြေပဲပင်များကိုတစ်ဖက်ကကိုင်းတစ်ဖက်ကလိမ်ချွေတာမျိုးဖြင့်အတီးဆွကြရသည် တချို့ကလည်းမြေပဲတွေဆင်မထွက်အောင်ရိုက်ပတ်ဖြဲကာ၍တန်းထောင်ကာရိုက်ဆွတ်ကြပါသည်တချင်းဆိုသံပြားဆက်ခင်းတန်တော်ဖြင့်မြ мян ဆိုင်ဆိုင်ရှိလာ၏အပျော်များဖြင့်ပြည့်သိမ့်နေသောကြောင့်ပင်ပန်းသည်မထင်ကြပါမြေပဲတရောင်းရလျှင်မြေပဲစွန့်သူက မြေပဲစွန့်ခနှစ်ပြည်ပြန်ရသည်။ကျမတို့ရွာမှာမြေပဲစွန့်ခသည်ငွေသားမဟုတ်။ရှေးကလေးကရှိခဲ့သည်အစဉ်အလာကိုမဖြတ်ချ။ ကျမတို့ကလေးတွေက မြေပဲဆွတ်ပြီးသားအခင်းဟောင်းတွေထဲကကွင်းကြံမြေပဲကောက်တင်းကောက်ကြသည်တကယ်ဆိုရင်ပဲတင်းကောက်သည်ဖြစ်တင်ပါသည်ကျမကတော့ကောက်တင်းကောက်ဖို့တဲ့မြေပဲသည်အစိုးရကို မြေဖုတ်တန်ကစားဖို့လောက်သာစိတ်စောနေတတ်ပါသည်တောရဲကထင်းချောင်းတွေကိုစုပြီးတောရဲမှာမီးဖို့ပြီးတော့မြေပဲသည်တွေကိုမီးတောက်ထဲပြစ်ထဲတော်ရဲမှာ မြေပဲသည်အညော်နဲ့တွေကညော်ကြီးတင်းကြီးတိုက်နေတော်သည် ကျလောက်ပြည်ထနောအခါမီးရိတ်ကိုမြေဆိုင်ခဲရိနှင့်တဖုံဖုံထူပြီး မီးတက်ရသည်မဲမဲတဲတဲမြေပဲသည်မဆုံမချက်တွေကိုပူပူလောင်လောင်စားရသည့်အရာသာကိုကျမမမေနိုင်အာသာပြည်သည်လို့လည်းမရှိစားသလောက်ကြိုက်သည်ကြိုက်သလောက်စားသည်ပြီးတော့မြေပန်းဆာများကိုကျမတို့ခြံမြောက်ကုန်းထိပ်ကစီစုံမှစီကြိုက်ကြတော့ခါ စီစုံလဲစီရသည့်အရာတာကိုလည်းကျမမမေ့နိုင်ပါဒီတုန်းကစီစုံကြီးသေးကို မြေပဲဆန်တွေလောင်းထည့်ပြီး နွားဖြစ်လှဲ့ဆွဲကစီကြကြရသည် ချားလိုအဝိုင်းလိုက်ကြီးနှစ်နေလေးပတ်လှဲ့နေသောစီစုံတန်းပေါ်တွင်ထိုင်၍စီစုံစီတန်းကစားခဲ့ကြသည်မြေပဲစာမကြည့်တကြည်အဖတ်တွေကိုထញ្ញန်းနဲ့ဆုပ်ဆုပ်စားခဲ့ရသည် မြေပဲထញ្ញတ်ဆုပ်ကိုလည်းကျမကြိုက်ပါသည် အမေတို့ငငယ်တုန်းကအခါမကောင်းချိန်ကျွဲညီနောင်လေရင်ပြန်တန်းကြရင်ဘုံကျင်းနဲ့ဝင်ပြေးကြရတာဤဘုံကျင်းနဲ့ကလေးတွေညင်အောင်လို့ဆိုပြီးတော့တို့အမေတွေကမြေပဲထညာဆုပ်ပေးပြီးကျင်းနဲ့ထည့်ထားတာစားလိုက်ရတာဆိုတာများ၏ပစက်ကိုအစေးပေါင်းလို့အမေကမြေပဲထညာဆုပ်ကိုမြန်တိုင်းဒုတိယကဘာစစ်ကြီးတုန်းကသူ့ငယ်ဘဝအကြောင်းကိုတခုတ်တရပြန်ပြောနေတတ်ပါသည် ကျမတို့ခေရောက်လာတော့စစ်ကာလမဟုတ်တော့တော့လဲမြေပဲထညာဆုပ်ကိုတော့ကျမတို့ရွာတွင် အခုတည်းအစေးပေါအောင်စားနေကြရတော့မယ်ဖြစ်သည်ထောပတ်ပဲစွန်တာနီပဲပဲစာအိုပဲစာစသည့်ပဲပင်တွေကိုတော့တောထဲမှာမစွတ်ကြရပါပဲပင်များကိုအနှွယ်လိုက်ရိပ်ပြီးအလုံးလိုက်အထွေးလိုက်လှဲဖြစ်တိုက်ယူလာကိုယ်အိမ်တလင်းပြောင်ပြောင်မှာပုံပြီးအချောက်ခံထားတတ်ကြသည် ဲနှွေများကိုပဲမော်ကောက်ဆွာခရင်ဖြင့်ဆော့ဆော့ပြေထက်အောက်လှန်ပေးကနှစ်နေသုံးနေတွေ့နေအောင်လှန်ကြရသည်ပဲသေးတွေ6အက်ကွဲကြလာလင်တော့တလင်းတွေဖြန့်၍နွားဖြင့်ငန်းတိုင်နေကြသည်နွားပါးစပ်တွင်ထန်းလျှော့ဖြင့်ပြုတ်လုထားသောဆွတ်ကျင်းကလေးတွေဆွတ်ထားတတ်ကြ၏ပဲမော်များကိုနွားများငုံစားမှဆိုသောကြောင့်ဖြစ်သည် ကလေးတုန်းကတော့ဒီနွားပါးစပ်ချင်းကလေးအကြောင်းကိုတည်တည်ချာချာစဉ်းစားမကြည့်ခဲ့မိဘူးပါဒီပဲမော်များမှာရေဝင်ချင်းအပါအဝင်နှစ်ပေါက်စာနွားစာအတွဲပြန်တင်းထားတတ်ကြတော့လဲပဲနေနေစဉ်နွားများကို အစားမခံတာကလည်းထူးဆန်းသလိုခံစားရသည် ကျမတို့ရွာတွင် ခိုင်းနွားများကို ကိုယ်ချံပေါက်နွားအဖြစ်တကန်းတကမွေးယူတတ်ကြသည်ချံပေါက်နွားမှပိုအားရသည် တန်ရောစင်ပုံကြီးတကြသည်ရွာထဲမှာတအိမ်အိမ်ကနွားမွေးတန်ကြလင်းတရွာလုံးကဝမ်းတာနေတကြသည် နွားကလေးဘဝကလေးကအရေးတကြီးကြီးမွေးမြူလာခေရာနှစ်ဖာကြိုးထိုးနိုင်သည့်အရွယ်တွင်ရာထဲတော်ထဲခိုင်းကြစေချတော်လဲကြောတတတရင်တတတစုတ်တတတဖြင့်ချော့ကာမော့ကာခိုင်းကြလေရှိ၏နွားဟုဆိုတော်လဲလူနှင့်မချာဆောင်းရှောက်တတ်ကြ၏ နွားတကောင်နှင့်ပတ်သက်ပြီးကိုယ်အသက်ကိုဆုံးလွှတ်၍ချစ်ခင်ဆုံးမခဲ့သည့်တာရကတစ်ခုကျမတို့ရွာတွင်ရှိပါသည်။ကျမတို့ရွာတွင်အေယာဝရီမြင့်ရဲ့အလွန်ကြီးသည့်နှစ်ကဖြစ်ပါသည်။ခါတိုင်းရေကြီးခါနှင့်များမှာခြေတန်းရှိအိမ်ချမ်းပြင်ကို မထိတတ်သောမြင့်ရဲတွေကထိုနှစ်ကတော့အိမ်ချမ်းပြင်တွင်အပေါအထည်ရှန်တက်လာသည်။အိမ်ပေါ်တွင်ကတိများဆင့်ရွယ်လူတွေကဖြစ်တယ်လို့နေကြတော့လဲ။နွားများထားစရာကောင်းမြင့်မရှိတော့တဲ့ဖြစ် အတော်ဝေးသောရေမရှိသည့်အရှိကြီးသောရွာများသို့နွားများသွားထားကြရသည်။ကျမအကိုဖိုးထောင်ခမသူ့ခိုင်းနွားကြီးနှကောင်ကိုလှေပြေတကောင်စီကဲ့ကကုံးမကြရာဖက်သို့နွားသွားပို့စဉ်မိုးချောင်းတွင်တအားစီဝင်လာသည်။နွားတကောင်က ကုံးပေါ်ရောက်သွားတော်လဲကျန်နွားတကောင်နှင့်ကိုဖိုးထောင်မှလှေပေါ်တွင် လူးလာဆန်ခတ်ဖြင့်မြုံသွားတော်၏။ ကိုဖိုးထောင်ကလှေကိုလွှင့်၍ရေကူးသွားလျင်လွတ်နိုင်တော်လဲ။နွားကြီးချောင်းရည်တဲ့မျောပါသွားခြင်းကိုမချစ်ရနိုင်သဖြင့်မရမကလိုက်၍ဆဲရှာသည်။ရေစည်းတန်တန်စည်းချောင်းထဲမျောပါသွားသောနွားကို အမိလိုက်ရင်သူ့အသက်ကိုပါပေးစွန်သွားခဲ့သည်။တောက်ကွာဖိုးထောင်ရဖြစ်မဖြစ်ရလိမ့်ချင်းကွာ။တရွာလုံးယူကြုံမရတတတပြောကြရခဲ့ကြသည်မှာယနေ့အချိန်ထိဖြစ်ပါသည် အကြောင်းတိုက်ဆိုင်တိုင်းဖိုးထောင်နေသူ့နွားကြီးကို အမတ်တရရှိနေကြစေဖြစ်၏။ကျမကိုယ်တိုင်လည်းနွားနှင့်နှီးနွယ်သောတန်ရောစင်ဇာလန်တပုတ်ကိုဝိထုတုခလေးရေးဖွဲ့ခဲ့ဖူးပါသည်။နွားကြောင်ရင်တောထဲတောင်ထဲကတည့်တည်းစိမ့်တွေခဲဖြစ်သူက ထမိန်ခပုံတဲ့အတင့်ထဲယူလာခဲ့သည့်စာဖြင့်တိုးတိုးစားသည့်အလေးရှိပါသည်။တခါတည်းကနှုတ်ခမ်းပလဲတွင်တည့်တည်းအစေးပူလောင်က အနာများပင်ပေါလာတတ်သည်၏။ တွားတွေလည်းကျင်းနေလည်းဆောင် နွားတွေလည်းအစာဝပြီဆိုလျင်ကျမတို့တော်ထဲမှပြန်ခဲကြသည်နွားများကိုအိမ်တန်းမမောင်းပဲရွာစိတ်ကန်းအေယာဝရီမြစ်စိတ်တောင်ပြန်ကိုဖြတ်ကားနွားရည်တိုက်ဆင်ကြပါသည် နွားရည်တောက်ချိန်တွင် ကျမတို့ကမြစ်ရည်ထဲကူးခတ်ဆော့ကစားကြပြန်သည်ကျမအများဆုံးကြောင်းခဲရသည့်နွားကြီးမှပေစီဆိုသောနွားကြီးဖြစ်၏ ပေစီကြီးအိုနာဖြစ်ဆုံးသောအဘကမျိုးမှာចောင်းတက်နေတော့ကျမတို့ကိုစာရေးပြီးလှမ်းခေါ်သည်ပေစီကြီးဆုံးတန်ကြားကလေးကကျမဝမ်းနေစွာငိုကြွေးမိ၏ကျမရွာပြန်ရောက်တိုင်းကျမနှင့်ဆော့ဖော်ဆော့ဖက်တငယ်ချင်းတယောက်ဆုံရှုံသွားရသလိုခံစားခဲ့ရသည်ကျမတို့ရွာကိုရောက်တော့ပေစီကြီးအလုံးအထည်ဖြစ်မရှိတော့ပါ ကားချက်ကနေလန်းထားသောတရေချက်ကြီးဖြစ်သွားခဲ့ပါပြီ။ထိုပေစီတရေချက်ကြီးကိုအဘကဆုံးခံကြွလာသောဥပစင်းများကိုခင်ပေတတ်ပါသည်။အော်ပေစီကြီးတို့များတသက်လုံးကုံယုံလွတ်ကျွေးခဲ့ရုံမကဘူး။တေးတဲ့နောက်တောင်သူ့တရေကိုခင်းထိုင်နေရသေးတယ်။အတုံးချချက်တော့တေးတာတော်တရေထိုင်ဘဝနဲ့ကုသိုလ်ယူရှာသေးတယ်။တွေ့လားငါမြီတို့ အဘကသူ့အချစ်တော်ပေစီကြီး၏တရေချက်ကြီးကိုပြပြီး ကျမတို့ကို ဆုံးမခဲ့ဖူးသောစကားဖြစ်ပါသည်။အခုလိုနေရသည်ဆိုလျှင်ကျမအမြဲလွမ်းနေတတ်ခဲ့သည့်ပုံရိပ်များတွင်ဖုံးကြီးပြန်ပွဲများလည်းပါဝင်ပါသည်။ကျမတို့မြင်းချံမြောက်လက်ရွာကလေးများသည်ဖုံးကြီးပြန်ပွဲများကို သူ့ရွာကိုရွာမခွဲခြားပဲတနယ်လုံးတိုက်တိုက်ဝုံဝုံပူဇော်တတ်ကြသည်။ထိုစင်ကကျေးလက်ဖုံးတော်ကြီးเจ้าများသည် ကျဲလက်ပညာရေးကို အထောက်အကူပြုခဲ့ကြသောတက္ကသိုလ်ကြီးများဖြစ်ခဲ့၏ထို့ကြောင့်ဆရာဖုံးကြီးပြန်လည်တော်မူသည့်အခါတပည့်တပန်းများကအားကုန်ဆ ாய் ရွယ်ပူဇော်ကြမည်မြေသည့်အချိန်တွင်ဆရာတော်ပြန်လည်တော်မူသည့်ဖြစ်စဉ်ဖုံးကြီးပြန်ပွဲကိုနှွေရာသည်ခြေခင်းလက်ခင်းတာချင်းတင်းနာပေါ်ချင်းရောက်မှစီကားတိုက်မြိုက်စွာကျင်းပတတ်မည်ဖြစ်၏ ဖုံးကြီးပြန်ကွင်းလုံးမြေစိုက်ခင်းများမှာတီးနှံများကိုဆော့ဆော့တင်ကြရသည်ပွဲရက်တွင်ပဲငုတ်တွေစူးတီကြကားပြက်သားတိုင်းနီးလာတွင်အင်းရင်ကျူးတာတွင်ရှောက်ကြည့်ရသည်မှာတကယ့်ကိုပျော်စရာကောင်းသည်အဲခံမန်တက်ကြီးတွေကလည်းဆက်နှစ်ကြောင်း73ကြောင်းအပြိုင်အဆိုင်လော့စပီကာတွေက ရွာပေါက်စီတဲကြောင်းတွေကပွပွညာအောင်ဖွင့်ထားတကြသည် ဖုံထူနေဘူးအတန်တွေဘလောင်ဆူနေသည့်ကြာကချွေးစည်းတွေပြန်နေသော အနီရဲဝမ်းဆက်စနွင်းဝဝမ်းဆက်များဖြင့်နှွေနေဘူးကြဲကြဲမှ ဖိတ်ဖိတ်တောက်နေကြသောမဆာဦးတို့မကွက်ထော်တို့တွေကလည်းတစ်နှစ်ကုန်တစ်နှစ်ဆန်းနောက်တပြန်မသေးချာသောဇက်ပွဲကြီးရဖို့အရေးနေ့လေလောက်ကြီးကလေးကထီးရီဆောင်ပြီးနေရာဥထားတပြန်သည် မျက်နာကြီးများဖြင့်ပြာနှမ်းနေသောကျေးသောသူလုံမများ၏မျက်နာထူထူကြမ်းကြမ်းကြီးတွေပေါ်ကအပျော်တွေကိုလည်းကျမမမေ့နိုင်ပါကျမတို့ကလေးတွေက တနေကုန်တနေခမ်းဖုံးကြီးပြန်ကွင်းပူပူကြီးတဲ့ရှောက်ကြရသည်နှင့်ညတွင်ပွဲခင်းတဲ့ခေါင်းမထူနိုင်တော့ပွဲဥပမကြီးဘေးထီစော်ကလေးကတခူးခူးနှင့်အိတ်လိုက်သည်မှာမိုးလင်းကတိပါ ကားလိုက်ကြီးဇက်ခုံပေါ်ကြကား ဘတ်စာခွာတော့မှ လူကြီးတွေက ရိုက်နှက်နှိုးကြလေသည် မျက်လုံးကိုပို့ထမိန်ကိုဇွန်းတောင်းဆွဲကဂမူးကရှုနှင့်အိမ်ပြန်လာတော့နေရောင်တောင်ဆူဆူဆဆကလေးထိုးနေပါပြီဒီဖက်ပိုင်းမှာကျမရွာပြန်မရောက်တာ နှစ်အတော်ကြာသွားခဲ့ပြီတို့တော့တမန်နှစ်တွေကတော့ကျမရွာကိုရောက်ဖြစ်ခဲ့သေး၏ကျမတို့ဘကြီးဖုံကြီးပြန်တော်မူသည့်အတွေ့ပူဇော်ကြောရန်ဖြစ်သည် တို့တော့စစ်စီကကတဲကြီးခဲကြီးဖုံးကြီးပြောင်ပွဲတော့မဟုတ်တော့ပါ ကျမလည်းဆရာတော်ရုတ်ကလက်ကိုဝတ်ချပြီးတခင်းများရှိရာထဲသို့ထွက်ခဲသည်ငငယ်တော့ကလို့ကျမကို စီးကြုံနေမည်အစိမ်းရောင်မြေပဲခင်ကြီးတွေပဲခင်ကြီးတွေကို မတွေ့ရတော့ဝမ်းနေသွားမိသည်ရိတ်သိမ်းပြီးစားအစိမ်းဖြော့တော်ကလေးကတော့ကျမကို စိန်ကားမနေပါ ရွာတဲကိုပြောင်းဝင်ခဲ့တော့လေတလင်းပြန့်တွေထဲမှာဟီးထနေသည့်ပဲနွယ်ပုံကြီးတွေကိုကျမမမြင်ခဲ့ရပဲသိမ့်ချိန်လွန်သွားခဲ့ပြီလားမသိကျမငငယ်ကစီးခဲ့ဖို့ဒီကြီးတော်တို့ခြံတောက်ကစီစုံကုန်းထက်မှာစီးနေကြစီစုံကြီးလည်းမရှိတော့ပါຫນွေဦးကကျမကိုခန်းစားမှု အမျိုးမျိုးပေးနေကြဖြစ်တော်လေဒီတစ်ခါຫນွေအပြန်ကတော့ပိုလို့တော်လွမ်းစရာကောင်းနေခဲ့သည် ဒီမြင်ကွင်းဒီရှုခင်းတွေရှိတုန်းကလည်းလွမ်းစရာ မရှိတော့လဲလွမ်းစရာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်ထူရေးသားထားတဲ့နှွေအလွမ်းဆိုတဲ့ဝတ္ထုတုံးလေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်